Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့31ရက်နေ့ရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားကြပါမယ်အသင်းဘက်မှာတော့ထုံးတဲ့တိုင်းပဲယာစီပြီးသွားလို့เนาะကျွန်တော်ဒီခြေစမ်းပွဲကာလာတွေလည်းပြီးသွားပြီဆိုတော့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်တောက်လျှောက်စုတက်နေတာပေါ့နော်ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်အသင်းနဲ့ပတ်သက်ပြီးတော့ရထားတဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားမယ်ပေါ့လေ ပထမဆုံးကတော့မတ်တီးယပ်စ်ကွန်ညာကမန်ချက်စတာယူနိုက်တက်နဲ့အတူဒီနေ့ဆေးစစ်မှုတွေခံယူပြီးတော့အပြောင်းရွှေ့ကိုအပြီးတက်ဖို့အတွက်စာရွက်စာတမ်းတွေပြင်ဆင်มาဖြစ်တယ်ပေါ့နော်အပြောင်းရွှေ့ကိုကျွန်တော်ဒီတနင်္ဂနွေနေ့မနက်ဖြန်မှာပဲပြီးမြောက်လိမ့်မယ်ဆိုပြီးတော့ယူဆထားကြတယ်ဆိုပြီးတော့ report လုပ်ထားတယ်ဆိုတော့ကွန်ညာနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ကတော့ထူးထူးခြားခြားကြီးကျွန်တော်ပြောစရာလိုတော့တဲ့မှာမပါဘူးကစားမဟာမန်ချက်စတာယူနိုက်တက်ကိုပြောင်းလာလိမ့်မယ်ဆိုပြီးတော့ကျွန်တော်ယူဆထားကြပြီးသားပေါ့နော်ယူဆထားကြပြီးသားဆိုတော့ကွန်ညာဟာ ကျွန်တော်အနေနဲ့ဒီမနက်ဖြန်ဒါမှမဟုတ်တနင်္လာလောက်မှာပဲအတင်းဘက်က official ကြီးညာမလားကြည့်ရမယ်ပေါ့လေကျွန်တော်ကွန်ညာနဲ့ပတ်သက်လို့ကအဲ့လောက်ဒီပြောစရာကျွန်တော်မလိုတော့ဘူးပထမဆုံးအနေနဲ့ကျွန်တော်တို့ Manchester United က Sporting Lisbon ရဲ့ကစားသမားဖြစ်သူ Pedro Gonçalves ကိုခေါ်ယူဖို့အတွက်စဉ်းစားနေတယ်ပေါ့သူတပြင်းအတင်းကနေပြီးတော့ထွက်ခွာမဲ့ Bruno Fernandes နေရာကိုဟိုအစားပြေဖို့အတွက်ပေါ့နော်ကျွန်တော်ကျူးပန်းလာနိုင်ပြီးတော့ အကယ်လို့ဘရူနိုဖန်နက်ဆက်ရှိတယ်ဆိုရင်တော့မှဒီကစားမဖြစ်သူကိုခေါ်ယူနိုင်ရည်ရှိတယ်ဗောနော်စပိုတင်းလစ်ဘွန်ရဲ့ဘက်ကတော့ဒီကစားမဖြစ်သူတဲ့ပေါင်69တန်းတိကိုအလိုရှိနေတယ်ဆိုပြီးတော့ဒါပေါ်တူဂီဂျာနယ်လစ်တယောက်ဖြစ်တဲ့အဘိုလာကနေပြီးတော့ report လုပ်ထားတယ်စတော့ပက်ထရိုဂွန်ဇာဗက်ပေါ့ဗျာဒါကျွန်တော်တို့အားလုံးလည်းစပိုတင်းလစ်ဘွန်မှာကစားနေတာသိကြလိမ့်မယ်ထင်းနေဆိုတော့ဒီကစားမလေးက26နှစ်ပါเนาะအသက်က26နှစ်ကျွန်တော်ရှိကစားမလေးမဟုတ်တော့เนาะအသက်က26နှစ်ကျွန်တော်ရှိပြီ တော်ဒီ2024 2025ရာသီမှာ Sporting Lisbon မှာဒဏ်ရာပြဿနာတွေနဲ့သူယုံကန်နေရတယ်။ဒီရာသီမှာ Sporting တွေက14ပွဲပဲသူကစားပေးနိုင်တယ်။9ကိုတွင်းပြီးတော့4ကိုပဲဖန်တီးပေးထားနိုင်တယ်။ဒါအပြင်ပြီးခဲ့တဲ့2023 2024ရာသီကတော့32ပွဲမှာ17ကိုတွင်းနဲ့12ကိုဖန်တီးပေးထားတယ်။အဲ့ဒီရှေ့ရာဒီ22 23ရာဒီမှာ33ပွဲမှာ15ဂိုးသွင်းနဲ့17ဂိုးဖန်တီးပေးထားတယ်။သူ့ရဲ့အကောင်းဆုံးရာဒီက2020 21ပါ 2021မှာသူ32ပွဲကစားပြီးတော့23ဂိုးသွင်းနေ3ဂိုးဖန်တီးပေးထားတယ်ဒါပဲပေါ့နော် Champions League မှာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ရာသီမှာသူ၃ပွဲပဲကစားရတယ်တကူမှမသွင်းနိုင်ဘူးဖန်တီးမှုနှလုံးရှိခဲ့တယ်။ဒါတော့ဒါကြောင့်ပေါ့နော်26နှစ်ရွယ်ကစားမဖြစ်သူကိုကျွန်တော်အသင်းရဲ့ဘက်ကအမှန်ကန်အသင်းကိုအားပြုဖို့ကြိုးပမ်းနေတယ်။ဒီနေရာမှာ Finales ထွက်သည်ဖြစ်စေမထွက်သည်ဖြစ်စေအသင်းဘက်ကလိုချင်တာပေါ့ဗျာ။ဆိုတော့ဒီ Petro Gonzalez နဲ့ပတ်သက်လို့ရှိရင် သူက Sporting Lisbon ရဲ့စာချုပ်တည်တံ2029ဒီရှိတဲ့ကစားမတယောက်ဂျွန်လာ30ရည်နေ2029မှာသူစာချုပ်တည်တံကုန်မဲ့လက်ရှိဈေးကွက်တန်ကြီးရယူရိုတန်30ပဲကျွန်တော်ရှိတာဆိုတော့အသင်းဘက်ကတကယ်ကျူးပန်းနိုင်လားဒီညမှာတော့အသင်းကပြားသေးလားနော်ကျွန်တော်အာနိပြဟောင်းနဲ့ပတ်သက်တဲ့ကစားသမားတွေကိုကျွန်တော်ဒါအခေါ်ဂျင်နေလို့ကျွန်တော်မရဘူးဒါအဲရစ်တန်ဟာကြီးရောက်ပြီးကလေးကအသင်းကဒါမျိုးသတိနေကျွန်တော်တခြားထွက်တာတန်ဟာကြီးရောက်တော့လေ တန်ဟာနဲ့လက်တွဲခဲ့ဘူးတဲ့သိတယ်မလားကစားသမားတွေတအားသတင်းထွက်တာတအားခေါ်တာအခုလည်းပဲ MODing က Sporting ကပြောင်းလာလဲဆိုတော့ Sporting ကကစားမားတွေကိုအမှန်ကန်ခေါ်ကျင်နေတယ်လို့ဘာလို့သတင်းတွေထွက်တာပေါ့လေဟုတ်တယ်မလားတကယ်တမ်းကတော့ဗျာ Sporting Lisbon မှာရှိတဲ့ကစားမားတွေကစားနိုင်တဲ့ rule တွေကိုပူကောင်းအောင်ကစားနိုင်မဲ့သူတွေဈေးကွက်ထဲမှာမနေဘူးပဲဒါကြောင့်လက်ရှိမှာ Petro Goncalves ဆိုလို့ရှိရင်လည်းအသင်းဘက်ကခေါ်ကျင်တာမှန်ပြီမဲ့လို့အာ69တန်းတို့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဟာဆွေးနွေးစရာအကြောင်းကိုမရှိဘူးလှည့်ကြည့်စရာအကြောင်းကိုမရှိဘူး ဒီကစားမဒီအာဒီမှာသူတောက်လျှောက်ဒံယာပြဿနာရင်းနဲ့သူလုံးပန်းနေရတာနော်ဒံယာရင်းနဲ့သူလုံးပန်းနေရတဲ့အပြင်ကိုပဲကျတို့ဒီဘရူနိုဖနက်စ်ရဲ့နေရာကိုအစားထိုးဖို့ဆိုတာကအဝေးကြီးပဲဘာမှန်းတောင်မှလုံးနေတာမဟုတ်ဘူးနော်ဒါအပြင်ပေါ်တူဂီလရွေးစဉ်အသင်းမှာတောင်မှရွေးချယ်ခံတာဘယ်နှပွဲမှရှိသေးတာမဟုတ်ဘူးဒါကိုကျွန်တော်ကြည့်ရင်ကစားမရဲ့ခြေကွန်းတွေကိုကျွန်တော်ကောက်ကောင်းသဘောပေါက်လို့ကျွန်တော်ရတယ်အဲ့လိုမဟုတ်ဘူးဖာနက်စ်နေရာကိုအစားထိုးနေတာလည်းမဟုတ်ဘူးဘသူနေရာမှအစားထိုးနေတာမဟုတ်ဘူးငါတို့ကအသင်းမှာပူပြီးတော့လူစင်းရင်တောင်းအောင်လှုပ်ချင်တာဆိုရင်တော့ okay ခေါ် အသင်းတွက်ဒါ squad player အဖြစ်ပေါ့နော်ဒါဖြစ်နိုင်နေပြာဒါကြောင့်လက်ရှိလို့ဒီမှာ petrol conserve နဲ့ပတ်သက်လို့အသင်းဘက်ကတကယ်စိတ်ဝင်စားနေတယ် unless ထွက်ဒီပဲဖြစ်စီမထွက်ဒီပဲဖြစ်စီအသင်းဘက်ကခေါ်ကျင်နေပေါ့အဲမဲ့ပေါင်69တန်းဆိုတာက united အတွက်ကျွန်တော်တို့အနေနဲ့အရန်ကိုလက်တွေ့မဆန်လုံးဘူးပေါ့နော်ကိုရီခေါ်ဖို့အတွက်ကျူးပန်းမဲ့ပမ္မာနာမှာကျွန်တော်ကျူးပန်းနိုင်တဲ့ပမ္မာနာမှာကျွန်တော်ရှိမိနေဘူး။အဲဒီကစားမဖြစ်သူကတော့အတင်းမှာ တို့ဒီတကယ်အသင်းဘက်ကကျူပန်းချင်းခံရတဲ့ကစားမလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ပေါ့လေညီကတို့အနေနဲ့ရောလက်ရှိမှာပက်ထရိုကွန်ဆာဗက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဆိုတော့နောက်ထပ်တစ်ခုကဒီဂျာမန်ရပူတာတယောက်ဖြစ်တဲ့ခရစ်စတီယန်ဖောက်ကရပူလုတ်ထားတာတစ်ခုရှိတယ်မန်ချက်စတာယူနိုက်တက်ကတော့ဘင်ဂျမင်ဆက်စကူကိုခေါ်ယူဖို့အတွက်တိုက်စင်မှာစိတ်ဝင်စားလာပြီးဖြစ်ပြီးတော့အာဆင်နယ်ကိုကြော်ပြီးတော့ခေါ်ယူနိုင်ဖို့လေခရစ်စတိုဘာဗီရဲ့ကျွမ်းကျင်မှုနဲ့အဆက်အသွယ်တွေကိုဒါ တွေကအသုံးချဖို့အတွက်ပြင်ဆင်နေတယ်ပေါ့လက်ရှိ Manchester United ရဲ့ကစားမခေါ်ယူမှုဒါရိုက်တာတယောက်ဖြစ်တဲ့ Vivil က Rebu အဖွဲ့ဝင်အစီ Rebu အဖွဲ့စည်းမှာရှိကြတဲ့ကပေါ့နော်အာလင်ဟာလန်တို့ပင်ဂျမင်ဆက်စကူတို့လိုကစားမတွေကိုရှာဖွေတွေးရှိပြီးတော့ခေါ်ယူနေတဲ့နေရာမှာပါဝင်ခဲ့တဲ့သူဖြစ်တယ်ပေါ့ပြီးခဲ့တဲ့ AB လကလည်းဒါ United အနေနဲ့ Wolfsburg နဲ့ပွဲမှာ Benjamin Sesko ရဲ့ကစားပုံတွေကိုအဲထပ်ပါတော့ Christopher Vivi ကိုယ်တိုင်သွားပြီးတော့ကြည့်ရှုခဲ့တာမျိုးတွေကျွန်တော်ရှိတယ်ပေါ့နော် ဆိုတော့အသင်းရဲ့တိုက်စစ်နဲ့ပတ်သက်လို့ဘင်ဂျမင်ဆက်စကူပေါ့လေဒီနေရာမှာအာဆင်နယ်ကိုကြော်ပြီးတော့ခေါ်ယူနိုင်မှုအတွက်ခရစ်စတိုဘာဗီဗီရဲ့ဒီအချိန်ဆက်တွေဆက်ဆံရေးတွေကိုအသုံးချမယ်ဆိုတာကတော့ကိုရီးယားအားသာချက်ပေါ့လေပြဿနာကအဲ့ဒီအားသာချက်ကချန်ပီယံစ်လိဝင်ခွင့်ဆိုတဲ့အားသာချက်လောက်မကောင်းဖြစ်နေတာအာဆင်နယ်နဲ့ပြိုင်ခေါ်ဖို့ဆိုလို့ရှိရင်ဒီချိန်မှာကစားမတယောက်ကမလွယ်ပါဘူးအာဆင်နယ်အနေနဲ့လက်ရှိမှာချန်ပီယံစ်လိဝင်ခွင့်ရတဲ့အသင်းဖြစ်တဲ့ဖလားတွေကိုကျွန်တော်ရာသီတိုင်းစိန်ခေါ်နိုင်စွမ်းရှိနေတဲ့အသင်းဖြစ်တဲ့ ပြီးခဲ့တဲ့ရာသီတွေကတက်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းတိုးတက်လာတဲ့အသင်းတစ်ခုဖြစ်တယ်။ဆိုတော့အဲ့လိုအသင်းမျိုးကဘင်ဂျမင်ဆက်စကိုကိုအဓိကစတရိုက်ကာတစ်ယောက်အနေနဲ့အစားထိုးဖို့ခေါ်ဖို့ကြိုးပမ်းတာနဲ့မန်ချက်စတာယူနိုက်တက်လိုပြီးခဲ့တဲ့ရာသီမှာအဆင့်15နဲ့ကျွန်တော်ရာသီသိမ်းခဲ့ရတယ်။ရှေ့ကရာသီတွေတက်ပူပြီးတော့ဆိုးလာတဲ့ရာသီတွေကိုပဲကျွန်တော်မြင်နေရတယ်။အသင်းမှာလည်းအည်သွေးပြည့်ရဲ့ကစားမားတွေအများကြီးရှိမနေဘူး။နီးပြားကလည်းအသည်လက်ရှိနီးပြားရောက်တော့လေ အသင်းဘက်ကဗမာအားဖြစ်ပြီးထားတာမရှိဘူးဒီနီးပြဟာတကယ်အလုတ်ဖြစ်ပါမလားလက်ရှိနီးပြရဲ့အောက်မှာတူးတက်လာတယ်ဆိုတဲ့အရာယူနိုက်တက်မှာဘာမှမမြင်ရသေးဘူးချန်ပီယံစ်လိဝင်ခွင့်ဘာဥရောပဝင်ခွင့်မလဲကျွန်တော်မရဘူးဆိုတော့ယူနိုက်တက်ကကျွန်တော်နေတဲ့ဘင်ဂျမင်ဆက်စကူအတွက်ငါတို့အသင်းကိုမင်းဓာရီကြောင့်ပြောင်းသင့်နေကွာဆိုပြီးတော့ချပြဖို့နဲ့ပတ်သက်ရင်အာဆင်နယ်လောက်အားသာချက်ကျွန်တော်တို့ရှိမနေဘူးဟုတ်တယ်မလားဆိုတော့ဘင်ဂျမင်ဆက်စကူကိုအာဆင်နယ်နဲ့ပြိုင်ခေါ်လို့ကျွန်တော်တို့မရဘူးနော်ငွေကြေးပိုင်းကိုကျွန်တော်ကြည့်ရော်လေ အာဆနီယာဆက်ကူအတွက်ပေါင်သန်း80ဆို80 90ဆို83နိုင်တဲ့အသင်းမှာမန်ချက်စတာယူနိုက်တက်ကတော့အဲ့လိုကျွန်တော်တို့ဟုတ်မနေဘူးเนาะမက်တီးယပ်စ်ကွန်ညာကိုကျွန်တော်တို့ခေါ်မယ်ဆိုရင်ကွန်ညာကိုခေါ်အပြီးမှာအသင်းဘက်ကပြောင်းရွှေ့ကြီးဟာတန်း40လောက်ပဲတုံးဖို့ကျင်တော့တာဆိုတော့အန်ပွဲမူကိုလည်းကျွန်တော်တို့ကခေါ်ချင်သေးတယ်ဘင်ဂျမင်ဆက်ကူကိုလည်းအားဖြည့်ချင်နေဆိုရင်လက်ရှိအသင်းမှာအနည်းဆုံးကစားမရောင်းချမှုတွေကနေတန်း100လောက်ကျွန်တော်ရထားမှတော်ကကျွန်တော်ကြာမှာ ဗင်ဂျမင်ဆက်ကူဟာဒီနွေရာသီပြောင်းရှိမှာလိုက်ပ်ဇီကနေသူလုံးဝထွက်မယ်ဆိုပြီးတော့ဒါဘယ်လိုပြောမလဲဒီဇာဗီဆိုင်မွန်နဲ့အတူပြောထားပြီးသားတေချာဘောက်ကတော့သူဘယ်အသင်းကိုရောက်မလဲတသင်းသင်းတော့သူရောက်မှာပဲသူအသင်းကနေထွက်မယ်ဆိုတော့အဲဒီမဲ့လို့အာဆင်နယ်ရဲ့ဘက်ကဘယ်ဆက်ကူနဲ့ပတ်သက်လို့ရှိရင်အမှန်ကန်လိုချင်နေတာဗင်ဂျမင်ဆက်ကူဒီ through ရဲ့ပေါ့နော်အာဘလူးမလေးလက်ရှိ project တွေနဲ့ကိုင်ညီမှုရှိတဲ့ကစားမတယောက်လို့အာဆင်နယ်ကယုံကြည်ထားတာဗျ။အဲကျွန်တော်တို့အနေနဲ့ပေါ့နော်ခရစ်စတိုဘာဗီဗင်းရဲ့အဆက်အသွယ်ကိုအသုံးချဖို့ဆိုတာမျိုးက ူများချန်ပီယံစ်လိဝင်ခွင့်ရတယ်ဆိုတာတော့အားကောင်းမှုရှိမနေဘူး။ Okay ဆိုတော့ Fernandez နဲ့ပတ်သက်လို့တော့တည်င်းကနော်အဟီလာအသင်းရဲ့ဘက်ကတော့ကွင်းလင်ကစားမဖြစ်တဲ့ Bruno Fernandez ကိုခေါ်ယူဖို့အတွက်ပူပြီးတော့စိတ်မရှိနိုင် ဖြစ်လာတယ်ပေါ့။ကစားမကသူတို့ရဲ့ project ပေါ်စိတ်ဝင်စားမှုရှိကြောင်းလက္ခဏာတွေပြခဲ့ပြီးမဲ့အခုချိန်ထိသူတို့ကိုဘောနော်ဒါအဖြေတရားဝင် ပေးထားခြင်းမရှိဘူးဘောနော်ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ Club World Cup စဖို့ကလည်းနှစ်ပတ်ပဲကျွန်တော်ကျင်တော့တယ်။ ဂျွန်ဆယ်ရဲ့အမိကိုသူကကစားမကိုမှတ်ပုံတင်နိုင်ဖို့လိုတယ်။နီပြာတဲ့ခန့်ဖို့လည်းလှုပ်ရှားရအောင်မှာဖြစ်တယ်။အဲ့လိုအနေထားမှာအခုထိတိကျတဲ့အဖြစ်မပြီးသေးတဲ့ဘရူနိုဖာနက်စ်ကြောင့်အဲဟီလာကလည်းလက်ရှိမှာတခြားအလုပ်တွေဆက်လုပ်ဖို့တော့အကျက်ရိုက်နေရှိတယ်ပေါ့ဗျာ။ဘရူနိုဖာနက်စ်ကမခေါ်နိုင်ခဲ့ဘူးဆိုရင်ဘာရီလာကိုခေါ်ယူဖို့အတွက်ရည်မှန်းထားကြောင်းသိရတယ်ဆိုပြီးတော့ကျွန်တော် report အဲသိရတယ်ဒီညမှာပြဘာရီလာကိုခေါ်လို့ရမှာမဟုတ်စိတ်ချနော် ဘာရီလာကအင်တာမီလန်ရဲ့အရေးကြီးဆုံးကစားသမားတွေကတယောက်လက်ရှိအင်တာမီလန်ကွင်းလေကိုကျွန်တော်ကြည့်လိုက်ရင်ဘာရီလာတယောက်တော့ပဲအသက်ကငယ်တာနော်ဘာရီလာတို့ဖာရတချီလောက်တော့ပဲဆိုတော့ဘာရီလာတို့ကစားသမားမျိုးကိုအင်တာကနေသူတို့ခေါ်လို့ရမှာမဟုတ်ပါဘူးဒီနေရာမှာဟိုဘရူနိုဖာနက်စ်ကိုတိုင်ကလည်းပေါ့နော်အဖြစ်ပြီးချင်းမရှိသလိုသူတို့အချက်ရိုက်နေတဲ့ဘာညာဆိုတော့စိတ်မရှိတော့ဆိုတော့မင်းတို့က United စီမှာမင်းတရားဝင်မကန်လန်းသေးတာ Fernandez ကပြောထားပြီးသားလေ Fernandez ကပြောထားပြီးသားဟုတ်တယ်မလားကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်ကငွေလိုလို့သူ့ကိုရောင်းချမယ်ဆိုရင်โอเคသူထွက်မယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်သူကိုယ်တိုင်ကတော့ငွေပူပေးလို့ဆိုပြီးတော့သူလွယ်လွယ်ကူကူပြောင်းမှာမဟုတ်ဘူးယူနိုက်တက်ရဲ့အနာဂတ်အစီအစဉ်လေးထဲမှာသူမပါတော့ဘူးလို့အသင်းဘက်ကပြောလိုက်သူထွက်မယ်ဆိုတော့မင်းတို့အဟီလာကအလုပ်လုပ်ရမှာကယူနိုက်တက်နဲ့အလုပ်လုပ်ရမှာမန်ချက်စတာယူနိုက်တက်တန်သူတို့ကသွားပြီးတော့ကန့်လန့်ရမှာယူနိုက်တက်ကရောင်းမယ်ဆိုဖာနန်ဒက်စ်ကခေါင်းငိန်ပြီးသားပဲရှင်းရှင်းလေးရဲ့ တော့သူတို့ကလက်ရှိဘရူနိုဖန်နက်စ်ကိုပဲတည်တယ်မလားသူခေါင်းကြီးနဲ့အထိသူတို့စောင့်နေတာဘရူနိုဖန်နက်စ်ကိုစောင့်နေရမလို့ဘူးဟော United ထံမင်းတွားပြီးတော့ကန်းလန်းလိုက် Manchester United ကတန်းရှင်းစင်နဲ့လက်မခံဘူးဆိုရင်ကစားမလည်းပြောင်းမှာမဟုတ်ဘူးတန်းတရာတန်းတရာ20မှာပေါ့နော်ကျွန်တော်တို့ဒါလက်ခံမယ်ဆိုလို့ရှိရင် okay လက်ခံပြီဆိုတာနဲ့ဖန်နက်စ်ကအပြောင်းအရွှေ့ကဖြစ်ပြီကစားသမားစီကအဖြေကိုအရင်ရဖို့ညှော်လင့်နေတာကနည်းနည်းခဲရင်မှာပဲသူတို့အတွက်က အရင်ဆုံးကသူတို့က United ထံကိုတော့ခေါ်ဖို့လုပ်ရမှာအခုကကစားမားကပြောင်းကျင်တာတီးကြပြီဆိုမှသူတို့ကတည်တယ်မလားဒီအသင်းထံကမ်းလမ်းပဲလုပ်နေတာအဲ့လိုမျိုးဟာမင်းအဆင်ပြေမှာမဟုတ်ကြာမှာပဲ Finalists ကညီကလို့တည်တဲ့အတိုင်းပဲ MO တွေကအသင်းတွေအရေးကြီးဆုံးကစားမားပါအရေးကြီးဆုံးကစားမားပါသူ့ကိုထိလို့မရဘူးဖန်ညာတဖွားဖွားပြောနေတာနော်တဖွားဖွားပြောနေတာအသင်းရဲ့ဘက်ကလည်းအခုချိန်ကြီး Finalists ကိုရောင်းပါမယ်ဆိုတော့နော်အချိန်ကြီးနဲ့ပတ်သက်လို့ဘာသတင်းမှဟမထားဘူးဆိုတော့သူတို့က United ထံတရားဝင်ကမ်းလမ်းနေဆိုရင် ဒီအပြောင်းအရွှေ့ကကျွန်တော်အဖြေကပေါ်ပြီးဖြစ်မလားမဖြစ်ဘူးလားဆိုတာသိရမလားအခုကဖာနန်နက်စီကအဖြေကိုသူကအရင်ဆောင်နေတာနော်သူက United စီကနော်ဒီအဖြေကိုအရင်ကြားမယ်အစားပေါ့နော်ကြည့်ရှုပါပြီးတဲ့ညီကူများလုံးကိုချစ်သူများနေပါလေ